မင်္ဂလာပါရှင်လွယ်ကူမြန်ဆန်မဲ့ကျအုပ်သုံးဆက်လေးကျွန်မလုပ်ပြမယ်ကျအုပ်ကကျွန်မဒီနေ့ကလေးလုံးမဲ့အသုံးပြုသွားတယ်လွယ်လဲလွယ်မဲ့မြန်လဲမြန်မဲ့ထမင်းစားလဲမိန်စီမဲ့ပေါ့ရှင်ကျအုပ်လေးလုံးနဲ့ဟိုငမြိုင်ထည့်တယ်ပြီးတော့ခောက်လိုက်တယ်ကျွန်မသူနဲ့တွေ့စားရန်အတွက်ဒီနေ့ကအပြည့်ကြောက်ကြော်မယ်ဒါကြောင့်မလို့ပထမဆုံးအိုးရဲကိုစီထည့်ပြီးတော့အပြည့်ချောက်တီမင်းများထည့်ပြီးတော့ကြော်လိုက်တယ်။အပြည့်ချောက်ကိုနီညွာတန်းနီတီ C ကတော့မိမိလိုသလောက်ထပ်ထည့်ပြီးတော့ကြော်နိုင်နေ။ C နဲ့တော့တိတ်ဆန်မကောင်းပေါ့နော်။ကျမကတော့ C ကြောက်တော့ C ကိုတိတ်ချပြီးထည့်လိုက်တယ်။အမင်းကြောက်တွေကရဲလာရင်တစ်ဖက်ကိုဖယ်လိုက်တယ်။ဒီအိုးထဲမှာပဲကျမကသုံးဆက်ကိုထပ်ထည့်ပြီးတော့လုံမှာဖြစ်တယ်။အကယ်၍ထိုင်းနိုင်ငံမှာတုံမြန်ဆိုတာကတုံမြန်ချက်မဲ့ဆိုရင်ကျမတို့ရှမ်းနန်နန်ထည့်ရတယ်။သုံးဆက်ကြတော့ရှမ်းနန်နန်မထည့်ဘဲနဲ့သူတို့ကကဖောင်ထည့်လိရှိတယ်။ ကဲဒီအိုးရဲကိုပဲကျမကဆောနကဖောက်ထားတဲ့ကျုပ်လေးလုံးကိုကောက်ထည့်လိုက်တယ်ကျက်ဥကိုမာတီတီကျမဒီမှာမှွေ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 ပြီးတော့ကျက်ဥကိုကြော်လိုက်မယ်ဒါကတော့ကျမကြော်တဲ့ပုံစံပေါ့အမြင်နဲ့ကျမကျက်ဥကိုမင်းမြန်ကျက်ချင်အဲ့လိုမျိုးပဲမှွေပြီးတော့ကြော်လိုက်တယ်ရှင်ကျောက်လေးတွေကအထက်အောက်တင်းလာတဲ့အနေထားဆိုရင်တော့လိုတဲ့ဆိုင်ကိုရောင်မလေးနဲ့တွန်းထိုးပြီးတော့ဖြတ်တောက်လိုက်ပါရှင် ကယ်၍မိမိကလာလာပပကြက်ဥကိုကကြီးနဲ့ညက်ရှင်နေဆိုလည်းအပြင်ထုတ်ပြီးညက်ဓာတ်နဲ့နှီးချင်နေဆိုလည်းစိတ်ကြိုက်ပါရှင်ပြီးတော့ကြောက်လေးကိုတွန်းထိုးပြီးတော့ကျမဒီမှာဝတ်သားတောက်တောက်ထည့်မယ်ဝတ်သားတောက်တောက်အနည်းငယ်ထည့်လိုက်ပါတယ်ဝတ်သားတောက်တောက်ကမရတာမှမရှိဘူးရှင်ကျမဝတ်သားတောက်တောက်ထည့်ပြီးတော့ရယ်ဆိုတော့ဒီဝတ်သားတောက်တောက်ကိုအယောင်ပြောင်းတည်တည်အိုးထဲမှာကြာကြာလှိမ့်ရတယ်ရှင်အဲ့တော့ကျမသူ့တွေကိုစားလေးနည်းနည်းနည်းထည့်လိုက်တယ်အများကြီးတော့မထည့်ဘူးနော်စားနည်းနည်းနည်းထည့်ပြီးတော့ဒီမှာတွန်းထိုးပြီးတော့လှိမ့်လိုက်တယ်ရှင် ကျမ15မိနစ်လောက်တော့နှိမ့်လိုက်တယ်15မိနစ်နောက်ပိုင်းတော့ဝတ်တော်တော့ရောင်ပြောင်းလာတဲ့အခါမှာကျွန်တော်သူ့တွေကိုဇမ်ပလင်ထူထောင်လာတာနှစ်ပင်ထည့်လိုက်တယ်ပြီးတော့မက်ကူထည့်လိုက်တယ်အကယ်၍မိမိမှာခါလို့ခေါ်တယ်ဗတဲကောရှိတယ်ဆိုရင်ထည့်ပါဒီနေ့ကကျွန်မအိမ်မှာခါကုန်နေတယ်ဗတဲကောကုန်နေအဲ့တော့ဗတဲကောမပါလဲလှုပ်လို့ရတယ်မတော်မက်ကူဆိုတာရှောက်လို့ရကိုပြောတာဖြစ်တယ်ရင်ထည့်ပါတယ်ဒါကတော့နန်ဖလစ်ဖောင်လို့ခေါ်ပါတယ်မလုံးတက်ဘူးဆိုရင်တော့ကျွန်မလုပ်ပြဖို့ပါတယ် နံပလေးဖောင်ထည့်ပြီးသွားရဆိုရင်အရသာထည့်ပါတယ်။ညောငံများကြီးထည့်ပါတယ်။နံပလေးဖောင်ကကျမတို့စတီမက်တို့ဘာလို့မှလည်းရှိပါရယ်နော်။ခရမ်းညင်ကြီးထည့်တယ်။ငြုံတီးအနီထည့်ပါတယ်။ပော့ပော့ဆိုအောင်ဆောင်းပါမယ်။အပေါ်ကနေပြီးတော့ကဖောင်အုပ်ပါပြီးရှင်။အရသာစိတ်တမ်းပြီးပါနော်။စားလို့တအားကောင်းတာပေါ့ရှင်။လုံအောင်ပော့ပော့ဆူလာရဆိုရင်မီးပိတ်လိုက်ပါ။ပြီးသွားရင်တော့ကျမကသူ့တဲကိုတန်မြာကြီးလေးထည့်ပါမယ်။ဒါမှသာ သုံးဆက်ဖြစ်တာဖြစ်ပါတယ်ရှင်သုံးဆက်ဖြစ်ရင်အတွက်တမယာရီလေးထည့်ရပါတယ်ချင်းငံဆက်လေးပေါ့ရှင်ပြောရမယ်ဆိုရင်တော့အဲ့တော့ကျမကအိုးလေးဤသွားရင်တမယာရီလေးလောင်းထည့်လိုက်ပါတယ်ရှင်ပေါ့ရှင်ထမင်းပူပူလေးနဲ့ဆွဲလို့ရပါပြီကြက်ကြော်လေးပိုင်ရင်လည်းစားကောင်းပါတယ်ရှင်ဟုတ်ကဲ့ပါဒီလောက်ဆိုရင်တော့ထိုင်းဟီလီယာတွေကိုလိုက်လို့တက်မယ်လို့ယူဆပါတယ်ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် Thank you all.